တမလို့ရှင်မပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ24ရက်ဆယ်လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးဒါရှမ်းမြောက်ချင်းနေနဲ့စမယ်ဒါရှမ်းမြောက်မှာတော့ဒါတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဒါတမလို့စစ်ကြောင်းတွေကဒီနံပါတ်2ဘက်ကိုစစ်ကြောင်းထိုးတယ်ပြီးလို့ရှင်ဒီဘက်ဒီမိုးကုတ်ဘက်ကိုဆက်လက်ပြီးတော့ဒါထိုးစစ်စင်တာတွေတွေ့ရတယ်အဲ့တော့သူကကျွန်တော်ထင်တာတော့အရင်တော့ငါတမျိုးချင်းပဲတိန်းတာအရင်တော့တမျိုးချင်းပဲတိန်းတာဒီပလောင်နေယာယီထိန်းချုပ်ထားတဲ့မျိုးတွေကိုဒါတက်မလို့အရင်တော့ ကျွန်တော်ကြောက်မိုးသွားဆိုရင်နောင်ချိုးတွေနောင်ချိုးတမျိုးတွေကိုဥတီပြီးတော့တိုက်တာနော်ထုံနေတူဆိုတာကြောက်မဲဆိုရင်ကြောက်မဲတမျိုးတွေကိုဥတီပြီးတိုက်တယ်ပြီးရင်ဒီတိဘောဆိုရင်တိဘောတမျိုးတွေကိုဥတီပြီးတိုက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိဒါတိဘောကိုရပြီးတဲ့နောက်ပိုင်းမှာတော့စည်ရေးပုံဖော်လာမှုကကျွန်တော်ထင်တယ်ဒီပိုင်းနဲ့သေးကိုနှစ်မျိုးလုံးကိုဒါထိုးစစ်စင်တဲ့အပိုင်းထဲမှာတွေ့ရတယ်မူကုတ်ကိုလည်းဒါထိုးစစ်စင်နေရာတွေတွေ့ရတယ်ပြီးဒီနံပါတ်2ဘက်ကိုလည်းဒါဆက်လက်ပြီးတော့တမတော်ထိုးစစ်စင်နေရာတွေတွေ့ရတယ်ဒါ လေချောင်းနဲ့ဒါဘုံကျက်တက်ခတ်ရှင်းလင်းနိုင်လေတွေ့ရတယ်ဒါကြောင့်အကျံပတ်တည့်ရဲ့လေတွေရဲ့ခေါင်းပိုင်းတချို့ကတော့ခွေပြေးဝက်ပြေးပြီးသွားပါပြီနော်အဲတာဖုံးကျော်တို့အုပ်စုလို့ပြောရမှာပေါ့နော်တာဖုံးကျော်တို့အုပ်စုကတော့ဘောင်းမီတော်ပါလားမသိဘူးနော်ဟိုကဟိုရောက်လို့ချင်းဒီကောင်ဘောင်းမီချွတ်ရမှာလေအဲ့တော့တရုတ်တီလက်ထက်ရောက်ပါရင်ဒီကောင်ဘောင်းမီချွတ်ရတော့မှာအဲ့တော့ဘောအခုတည်းကမြန်မာနိုင်ငံထဲကဒီကောင်ဘောင်းမီချွတ်သွားပုံကြတယ်ဟိုရောက်ရင်စီတောင်ဆွတ်ပြီးသွားပြီထင်ပါတယ်နော်တာဖုံးကျော်တို့အုပ်စုကတော့ပြေးပြီတာဖုံးကျော်အုပ်စုကတော့ပြေးပြီ မရှိကြံနေတာတော့သူရဲ့အပေါင်းအပါတစ်တိုက်နော်ကြံနေခဲ့တယ်ဒါအကြံဘက် PDF အုပ်စုတွေကြံခဲ့တယ်ဒါလက်ရှိတက်မတော်ကဒါနေမြရှင်းလင်းမှုတွေဆက်လက်ပြီးတော့ဆောင်ရွက်နေတယ်အဲ့တော့မကြခင်ကျွန်တော်တို့ဒီနံပါတ်2နဲ့ဒီဟိုကနဲ့မိုးကုတ်နဲ့နော်ဘယ်မျိုးကပထမဦးဆုံးစပြီးတော့တိမ့်နိုင်မလဲဆိုတာစောင့်ကြည့်ရမယ့်အပိုင်းတွေရှိတယ်ဒါအဲ့ဘက်မှာတော့တိုက်ပွဲလေးတွေဆက်လက်ပြီးတော့ပြင်းထန်နေပါတယ်နောက်တစ်ခါတော့ဒီရခိုင်ပြည်နယ်ဘက်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်အဲ့တော့ရခိုင်ကတော့တက်မတော်ကဟိုစီရေးရအကောင်းဆုံးပြင်ဆင်ပြီးမှ ဝင်ပြီးတော့အေကိုတမမဲ့ကိန်းထဲမှာပေါ်တယ်အဲ့အတွက်လက်ရှိဖြစ်နေတဲ့ဒါရခိုင်ရဲ့ထိုးစစ်တွေနဲ့တူဒါတမတော်ရဲ့ထိုးစစ်တွေရလည်းဒီကောင်တွေကဒီဘက်ကိုလာတိုက်ရင်တက်ကဟိုဘက်ကိုပြန်တိုက်နေတဲ့အပိုင်းတွေ့တယ်တွေ့တဲ့အတွက်မကြခင်ဒါရခိုင်မှာဆိုလဲဗဲမျိုးတွေကိုတမတော်ကပြန်သိမ်းမလဲဆိုတာကျွန်တော်တို့ဒီရွေးကောက်ပွဲမတိုင်ခင်မှာစောင့်ကြည့်မှာဖြစ်ပါတယ်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါဒီနေ့မေဂလာတောင်ဖိတ်တာပေါ့เนาะမေဂလာတောင်ဖိတ်တာကျွန်တော်တို့သူတို့ဖိတ်ခဲ့တာကကျွန်တော်တို့သိပါတယ်เนาะ နော်ဟိုဟာနေ့တွေကသူတို့ဖိတ်ခဲ့တာ၂၁ရက်နေ့တွေကဖိတ်စာတွေလိုက်ဝေခဲ့တာနော်၂၁ရက်နေ့တွေသူတို့ရဲ့အပေါင်းအပါတိုက်ပေါ်ဗျာနော် NUG တို့ဘာကောင်ညာကောင်တရောင်းသားခွက်ခေါက်ပြည်ပြည်ဝေယံပြည်တို့ဖိတ်စာလေးတွေလိုက်ဝေတာတွေ့ပါတယ်နော်အဲ့တော့သူတို့ဖိတ်စာဝေတာက၂၁ရက်22ရက်မှာဖိတ်စာဝေတယ်အဲ့တော့ဒီနေ့၂၄ရက်နေ့မှာမင်္ဂလာဆောင်တယ်နော်ဒီကံပလက်မျိုးကဒါစေဦးစည်းကျုပ်ပေါ့နော်စေဦးစည်းကျုပ်ရဲ့နော်မင်္ဂလာဆောင် မင်္ဂလာတောင်းငေါ်တာဒီနေ့မနက်9:00နာရီမှာတက်မလို့ကလေချောင်းကနေပြီးတော့ဟိုပါဘို့ဘယ်လိုခေါ်ဖိတ်စာဘယ်လိုခေါ်မလဲကျွန်တော်ဟိုပါဘို့လက်ဖွဲ့လက်ဖွဲ့ပေါ့နော်လက်ဖွဲ့လက်ဖွဲ့လက်ဆောင်ပေါ့ထောင်နဲ့နှလုံးတော်ချသွားတယ်လို့ပြောတယ်တော့ဂျက်မိုက်တာနဲ့နှစ်စင်းတော်တက်ပြီးတော့လက်ဖွဲ့ခဲ့တယ်လို့ပြောတယ်နော်အဲ့တော့ခင်ဗျားတို့ကជីတက်ပဲជីတက်ကျွန်တော်မဖိတ်ဘူးဗျခင်ဗျားတို့ကစိတ်တက်ပဲနော်ရောတက်မလို့မှာជីရည်လေးရှိတာလေဗျာជីရည်လေးရှိတာခင်ဗျားတို့က ကြည်တက်နဲ့ရေးတက်ကြတော့မဖိတ်ဘူးရခင်ဗျာကံပက်လက်ကစေဦးစီးချုပ်ကတော့တော်စိတ်တက်ပဲခင်ဗျာကနော်လေးတက်ကြောဖိတ်တယ်လေးတက်ဖိတ်တော့လေးတက်ကလာတာပေါ့နော်လာပြီးတော့လက်ခွဲပြေးစီပေါင်းတော့နဲ့နှလုံးလက်ဆောင်ပေးခဲ့လိုက်တာအဲ့မှာဒီဒီကောင်ဒီညမင်္ဂလာဦးညတော့ပါညာပါညာမလုံနိုင်တော့ဘူးနော်ပါညာပါညာမလုံနိုင်တော့ဘူးလို့ရလေမဖဲဝါစီမှာပဲလုံမရတော့မယ်နော်မဖဲဝါတော့ငရေဟိုငရေမင်းတို့စီမှာလုံမရမယ်နော်ကြွားသွားပြီလို့တော့သိရတယ် သူတို့သားသူတို့သားတော့ကြွသွားပြီဆိုလားပဲနော်သူတို့သမီးကြွလားသူတို့သားကြွသွားလားဆိုကြွတော့ကြွသွားတယ်ပြောတယ်နော်အဲ့ဒါအဲ့ဒါတော့ပြန်ပြီးကြော်စုံသမ်းပေးမယ်အကြဆုံးမှုကတော့နည်းရှိရလို့သိရတယ်နော်သေဆုံးမှုကကြဆုံးမှုဆိုဒီကောင်နေဂုံတက်နေအောင်မယ်သေဆုံးမှုကတော့အသေးဆုံးနဲ့တည်တာတော်တော်များတယ်လို့ပြောတယ်နော်လာတဲ့ဟိုသူ့ရဲ့အပေါင်းပါတစ်တိုက်ပေါ့နော်သူ့ရဲ့အပေါင်းပါတစ်တိုက်မင်္ဂလာဆောင်ကိုလာပြီးတော့ဂုံပြုတဲ့အဖွဲပေါ့နော်အဲ့အဖွဲတွေလည်းမာလကီယာကြွသွားတယ်လို့သိရတယ်နော်ပြီးရဲ့သူတို့သားလားသူတို့သမီးလားမသိဘူးကြွသွားပြီ ကြွားပါပြီအဲ့တော့ခင်ဗျားတို့လေတက်ကိုသွားဖိတ်တာဟုတ်လို့နော်လေတက်ကိုမှသွားဖိတ်တာဟုတ်။အဲ့ကြီးတက်လေဖိတ်လို့ရပါတယ်ဗျနော်ကြီးတက်လေလာကျွေးမှာပေါ့လာပြီးလက်ဖွဲ့မှာပေါ့ခင်ဗျားတို့ကလေစိတ်တက်ပဲနော်လေတက်ကိုပဲဖိတ်တာခင်ဗျားတို့စိတ်တက်ပဲနော်လေတက်ကိုပဲဖိတ်တော့လေတက်ကပေါင်းထောင်နဲ့နှလုံးကျွေးခဲ့လိုက်တယ်နော် လက်ဆောင်လက်ဖွဲ့ပြည်စီချပေးခဲ့လိုက်တယ်လေပေါ်ကနေပြီးတော့ကျတော့အောက်ရောက်တော့ကွဲသွားတော့သူလည်းမတက်နိုင်ဘူးလေသူကမြေပြင်လာလို့မှမရတာသူကမြေပြင်လာလို့မရတော့သူကလေရင်နဲ့လာလေ လေနဲ့လာတော့လေရင်ကသူတို့စင်းညာပွန်းတယ်မရှိဘူးလေမရှိတော့အေးရောငါမထူးတော့ကွာငါတို့လေပေါ်နေပဲချပီးခဲ့မယ်မင်းတို့ကမင်းတို့ယူလိုက်တော့ဆိုပုံစံမျိုးနဲ့ပေါင်ထောင်းနဲ့နှလုံးချပီးလိုက်တာဒါပေမဲ့ကန်ဆိုးစွာနဲ့အိတ်ရောက်မှကွဲသွားတယ်နော်ပေါင်ထောင်းနဲ့နှလုံးအောင်ကွဲသွားတယ်အဲ့တော့အသေးဆုံးနဲ့သေတဲ့ကောင်နဲ့အများကြီးလို့သိရတယ်နော်အဲ့အဲ့ဒီကိုတော့ကျွန်တော်ပြန်ပြီးတော့ရှင်းနေထုတ်ပြီးပြန်ပြောပြပေးမယ်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒီစစ်တုံမန်းနေနော်ဒီ ရမခနော်ကိုကန့်လက်ထဲမှာရှိတဲ့စစ်တုံမန်းတွေကဒီ17လပိုင်းသို့မဟုတ်17လပိုင်းထဲမှာတတုပ်ပြန်လာဖို့ရှိရလို့သိရတယ်နော်တတုပ်ပြန်လာဖို့ရှိတယ်ဒါပြီးရရွေးကောက်ပွဲပြီးလို့ရှင်လဲဆက်လက်ပြီးတော့လွတ်ပြေးဖို့ရှိတယ်လို့တော့ဒါသတင်းရပါတယ်နော်ဒီလောက်တော့အကြမ်းမြင်သတင်းရထားပါတယ်နော်ဒါလေးတစ်ချက်ပေါ့အော်နောက်တစ်ချက်ကတော့ကျွန်တော်ဒီ16ရက်နေ့ဖြစ်သွားတာပေါ့နော်16ရက်နေ့ဖြစ်သွားတယ်16ရက်နေ့ဖြစ်စဉ်ကဒီကျွန်တော်အောင်မန်းနဲ့ကလောနော်အောင်မန်းနဲ့ကလောလမ်းမပေါ်မှာဒါမှတ်မှာတဲ့နော်သူတို့ဒီမဲကောင်က မဲကောင်တည်င်းဌာနကနေပြီးတော့တင်ထားတဲ့အချက်လက်ကဒါရာခိုင်နှုန်းအဖြစ်မှတ်ပါတယ်ဒါပေမဲ့အောက်မှာမှတ်နေကိုကျွန်တော်တစ်ချက်လေးဝင်ဖက်ကြည့်တဲ့အချိန်မှာဒါမှတ်နေထဲမှာသိပြီးအလိုမကျတာလေးတွေတွေ့ရတယ်အလိုမကျဘူးဆိုတာထက်တစ်ဖက်သက်ပိန်းနေတာကြီးပေါ့တစ်ဖက်သက်ပိန်းနေတာကြီးတော်တော်ညီပိန်းပါတယ်နော်ညီညီပိန်းနေစာမတက်ဟုလို့ပြောရင်လည်းဒီကောင်နဲ့ကိုယ့်ကိုဘုံဝင်မြင်အောင်မယ်ဖြစ်စင်ကဒီလိုပါဒီစစ်ဦးစီး တက်ကတူဒါကလောနော်ဟိုမြန်မာနိုင်ငံတနိုင်ငံလုံးမှာစစ်ဦးစီးတက်ကတူဆိုတာအဲ့ကြောင့်တစ်ကြောင်ပဲရှိတာနော် ဲ့တက်ကဒီစေဦးစီးတက်ကတူကနေပြီးတော့ဒါတင်နန်းသားဒါဒုတိယဘုံမူကြီးတူရဲ့တပည့်နော်ဟိုတပည့်ပေါ့တပည့်ဆိုတာဒီစေရေးပါမယ်ပြီးရင်ရင်မောင်းပါတယ်အကူပါတယ်မှန်ပါတယ်ဒါပေမဲ့အဲ့နေ့ကဒါသူတို့ညာဘက်မှာရှောင်းတခင်ဒါခွန်ပြည့်ချက်မရဘဲနဲ့ထွက်သွားတယ်ပေါ့နော်ခွန်ပြည့်ချက်မရဘဲနဲ့ထွက်သွားတယ်လို့သိရတယ်ဟောထွက်သွားတဲ့အချိန်မှာလမ်းမှာဒါမတော်တဆရင်တိုင်းမှုဖြစ်ခဲ့တယ်ရင်တိုင်းမှုဖြစ်ခဲ့တယ်ရင်တိုင်းမှုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီ12ဘိန်းကားကို ရက်ထားတဲ့ဆန်နှဘင်းကားကိုဝန်တိုက်မိတာပေါ့နော်ဝန်တိုက်မိတယ်တိုက်မိတဲ့အချိန်မှာဒါတယောက်ကတော့နေရာတိုင်းပွဲချင်းပြီးပဲဒါအသက်ဆုံးရှုံးလိုက်ရတယ်အသက်ဆုံးရှုံးလိုက်ရတယ်တယောက်ကတော့ဒါထိခိုက်တန်ရာပြင်းထန်ပြီးတော့ကျွန်တော်ဒီအောင်ပန်းဂရင်900ဟူဒါပို့ဆောင်ထားတယ်စေကူတာမှုခံယူနေပါတယ်နော်စေကူတာမှုခံယူနေပါတယ်ဒါနဲ့ပတ်သက်ပြီးဒါမဲကောင်သတင်းဌာနအနေနဲ့တင်ပြဟိုတင်ထားတာကမှန်ပါတယ်နော်မှန်ပါတယ်ရာဂိုင်းနှုန်းအဖြစ်မှန်တယ် ဒါပေမဲ့အောက်မှာမန်းနေမှာတွေ့တယ်မန်းနေမှာတွေ့ရဘာကြီးတွေ့လဲဆိုတော့ကျွန်တော်ကြည့်ရသလောက်တို့ဒီစစ်တက်ကစစ်တက်နဲ့ရဲဘက်နဲ့ဖြစ်လို့ရှိရင်ဘယ်သူပဲမှားမှာပြည်သူပဲမှားတာတို့ဘာတို့အဲ့တော့အဲ့လိုမန်းနေကျွန်တော်တွေ့ရပေါက်ပန်း40ဒီပေါက်ပန်း40ဒီအခုဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါလက်ရှိရဲဘက်ကိုဒါစစ်ဘက်ကိုဒါသက်ဆိုင်ရာအသီးသီးတွေနေပြီးတော့ဒါအေးအေးယူမှုတွေလုပ်မယ်ပြီးရင်ဒါလက်ရှိအတိုက်ခံနိုင်ရတဲ့နော်စနေဘင်းကတာဝန်ရှိသူတွေကိုလည်းဒါ ဟိုဟာလုံးမှာပေါ့နော်ညှိနှိုင်းပြီးတော့အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်ဒါတစ်ဖက်ကလည်းလုံးနေရတဲ့လုပ်ငန်းကိစ္စတွေအများကြီးရှိတယ်အများကြီးရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဟိုနေဘိန်းနေရဲ့အမြင်မှာကတက်မတော်သားနဲ့ပြည်သူနဲ့ဖြစ်တယ်ဆိုလို့ရှိရင်ပြည်သူကမှားတယ်ဆိုပြီးမှိုင်းတိုက်တယ်အမှန်တကယ်ကခင်ဗျားတို့စစ်သားတယောက်လုံးကြည့်လိုက်စစ်သားတယောက်လုံးကြည့်လိုက်အော်တက်မတော်သားနဲ့ပြည်သူနဲ့ပြည်သူအရသားတဦးပေါ့ဗျာရတားရတားတူးနဲ့ဒါတမောသားတူးရံဖြစ်ကြပြီဆိုပါတော့ရံဖြစ်ကြပြီဆိုရင် ဘသူပဲမှမတမတော်သားကနှစ်ခါရေးယူခံရတယ်နှစ်ခါရေးယူခံရတယ်အဲ့ဒါကိုကိုမေကိုလိုမြတ်သိဖို့လိုတယ်နော်အဲ့ဒီဘိန်းနေသိဖို့လိုတယ်ဘာဖြစ်လဲဆိုတော့တမတော်သားတယောက်လိုက်နာမဲ့ကျင့်ဝတ်တွေနဲ့မညီညွတ်လို့ဒါတမတော်အရက်ဟိုတမတော်ဘက်ကနေပြီးတော့ဒါစုံကုန်ဖွဲ့တာရှိတယ်အဲ့တမတော်ကစုံကုန်ဖွဲ့ပြီးပြည်တန်ချပြီးလို့ပြီးပြီလားဆိုမပြီးသေးဘူးခင်ဗျာအရက်ဘက်ကဥပဒေနဲ့ပါတမတော်သားတွေကခံရတယ်ခံရတယ်အဲ့တော့မီးနှခါနာကတမတော်သားတွေပါနော်ပြည်သူနဲ့ဖြစ်လို့ရှိရင် ျွန်တော်တို့ကပြည်သူကမွေးဖွားလာတဲ့တမတော်သားတွေဖြစ်တဲ့အတွက်နော်ပြည်သူနဲ့ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူကြည်နောက်အောင်ထိနော်ပြည်လေအောင်ထိညှိနှိုင်းပေးရတာရှိပါတယ်အဲ့တော့ပြည်သူနဲ့ထိဟိုတရသားတဦးနဲ့ထိတယ်ဒါရသားတဦးနဲ့တမတော်သားတဦးနဲ့ရန်ဖြစ်ခိုင်းရတော့သားဖြစ်တယ်ဆိုလို့ရှိရင်ပြည်သူဟိုရသားတဦးကပြည်တံတစ်ခုပဲခံရတယ်ဆိုတမတော်သားတဦးက3ခုလောက်ခံရတယ်3ခုလောက်ခံရတယ်အဲ့ဒါကိုကိုမေကိုလိုများသိဖို့လိုတယ်လို့ဒီလောက်လေးပဲကျွန်တော်ပြောလိုက်ပြသေးတယ်နော်အဲ့တော့ လက်ရှိအိမ်မှာဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါအစ်စစ်တီကတော့ဒါဟိုမှာဂရင်း900ဟာစေကုသမှုခံယူနေပါတယ်တယောက်ကတော့ဒါနေရာနဲ့ပွင့်ကြည့်ဆုံးသွားတာမှတ်ပါတယ်နော်အောက်ကမန်လေးတွေကိုတချို့ဟာလေးတွေမကြိုက်လို့ဒါလေးထည့်ပြောပေးတာဖြစ်ပါတယ်နော်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့လက်ရှိရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့မြို့ပြည်သူတွေအားလုံးပူးပေါင်းပါဝင်မှုလိုတယ်အဲတချို့တချို့သောပါတီကိုဝန်ပြိုင်မဲ့လူကြီးများကလည်းများတို့ မြေပြင်ကိုဆင်းရဲဖို့လိုတယ်နော်လုံကြုံရေးပါမှာဆင်းရဲနေဆိုတာခင်ဗျားတို့သိရှက်ဖို့တော့ကောင်းတယ်ဗျာနော်ဒီလောက်လေးပဲကျွန်တော်အတူချုပ်ပြီးပြောခဲ့မယ်နောက်တစ်ခါတော့ဒီမလေးရှားနိုင်ငံမှာကျင်းပမဲ့ဒါ58ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုဒါတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်လုံးဝမတက်ရပါမတက်ရောက်ပါဘူးဘာလို့မတက်တာလဲဆိုလို့ရှိရင်ခင်ဗျား तू ကတက်ချုပ်ကြီးကအရာတစ်ခုခုလုံးတော့မယ်ဆို3ခွက်လောက်ကိုကြိုတွေးတာပူတင်နဲ့လည်း तू တွေးပြီးပြီတရုတ်သမ္မတနဲ့လည်းတွေးပြီးွားပြီ